မုံရထောင်မှာထိမ့်သိမ့်ခံထားတဲ့မုံရတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်အပါဝဲနိုင်ကျင်းတွေနဲ့တခြားရာဇဝဲအကျဉ်းသား200လောက်ကိုစစ်ကောင်စီကတခြားထောင်တွေစီကိုပြောင်းရွှေ့လိုက်ပါတယ်။ထောင်တန်း84နှစ်ကျနေတဲ့ဒီမုံရတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်နဲ့အကျဉ်းသားစုစုပေါင်းအယောက်200လောက်ကိုဇွန်လ12ရက်နေ့မှာထောင်ပြောင်းလိုက်တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောရေးဆိုခွင့်ရှိသူကိုတိုက်ထွန်းဦးကပြောပါတယ်။စကိုင်းမှာတော် န်ရေးအင်အားစုတွေကစစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်လာတာကြောင့်မုံရွာထောင်ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်လာလို့ဒီလိုမျိုးထောင်ပြောင်းတာတွေလုပ်တာဖြစ်နိုင်တယ်လို့ကိုတိုက်ထွန်းဦးကပြောပါရယ်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒီနမခကတပ်ဖွဲ့ဝင်တွေဟာတန်ချက်ကကနစီနောက်ပြီးတော့အင်စီက3စီနဲ့အာဆက်နှစ်ပိန်းကုန်တင်က6စီပါတယ်ဒီရင်တန်းနဲ့အကျဉ်းသားတွေကို ထောင်ပြောင်းလိုက်တာပဲဖြစ်ပါရယ်မန်းလေးကအုံဘူထောင်နဲ့မြင်းချန်ထောင်အပြင်မ ကွေးတိုင်းတွေကမကွေးအချင်းထောင်ကိုခွဲပြီးပို့မယ်လို့ဆိုပါတယ်အများစုကတော့အုံပိုထောင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်ရွှေပြောင်းခံရတဲ့အချင်းသားတွေအတွက်တော့နေရာထိုင်ခင်းနောက်ပြီးတော့အစာအသောက်နဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေလည်းရှိနေတယ်လို့နိုင်ချင်းအေးစောင့်ကြည့်နေသူတွေက ဆိုပါတယ်အုံဘူထောင်ကငလင်တန်းကြောင့်ဒီအဆောက်အုံတွေပျက်စီးခဲ့တဲ့အပြင်လက်ရှိမှာလည်းအကျဉ်းသားတွေနဲ့ပြည့်ကျက်နေပြီလို့ဆိုပါရယ်